မိတ်ဆွေဘလို့အချိန်တွေကိုအကျိုးရှိရှိ အသုံးမချခဲ့တယ်လဲဆိုတာအရင်ဆုံးသုံးသပ်ကြည့်ပါမိတ်ဆွေဘာကိုစိတ်ဝင်စားလဲမိတ်ဆွေဘာကိုကြွန့်ကျင်လဲပတ်စံကိုတင့်အတွက်အလုတ်ခိုင်းပါပတ်စံကိုဘလို့တိုးဝအောင် လုပ်ရမလဲဆိုတာကိုလေ့လာပါဒီနေ့လုပ်ရမယ့်အရေးကြီးဆုံးအရာကိုအရင်ဆုံးလုပ်မိတ်ဆွေရဲ့အချိန်နဲ့ဘဝကိုပြန်လည်ရယူခြင်း မနက်တိုင်းမိတ်ဆွေမုံနဲ့အလုပ်စီကိုသွားဖို့အတွက်အိယာကနီးလေးလံတဲ့စိတ်နဲ့ထနေရတာကိုစိတ်ကူးကြည့်ပါဒီလိုမျိုးဘဝကအသက်50 60အထိဆက်ရှိနေနိုင်နေဆိုတဲ့အတွေ့ကမိတ်ဆွေကိုကြောင်းယုံစေပါသလားဒီလိုအဖြစ်မျိုးကိုလုံးဝမလိုချင်ဘူးဆိုရင် အခုအချိန်မှာပဲအမှန်တကယ်ပြောင်းလဲဖို့လိုအပ်နေပါပြီလူများစုဟာငွေရှာဖို့အတွက် သူတို့ရဲ့အချိန်ကိုရောင်းချနေကြတာပါဒါပေမဲ့တကယ်လက်တွေမှာအချင်းဆိုတာဟာမိတ်ဆွေပြန်ရနိုင်မှာမဟုတ်တဲ့အရာတစ်ခုပါ။ အဲ့ဒီမနေ့တိုင်းမှာမိတ်ဆွေမလုပ်ချင်တဲ့အလုပ်ကိုထပ်မလုပ်ရအောင်ပတ်စံဘလူးရှာမရမလဲဆိုတဲ့မိကုန်းကိုနီလန်တစ်တခုနဲ့ဖြေဆိုကြည့်ကြရအောင်၁မိတ်ဆွေရဲ့မရှိခြင်းကိုဖန်တီးပါမိတ်ဆွေဘလူးအချင်းတွေကိုအကျိုးရှိရှိအသုံးမချခဲ့တယ်လဲဆိုတာအရင်ဆုံးသုံးသပ်ကြည့်ပါဖုံးတလုံးနဲ့အချင်းဖြုံးနေတာယူရချက်မရှိပဲအပြင်ထွက်လဲပတ်နေတာဒါမှမဟုတ်ဘာလုပ်ရမှန်းမသိပြီးနေတာတွေဟာမိတ်ဆွေရဲ့အချင်းကို တန်ဖိုးမရှိတဲ့အရာတွေနဲ့လဲလေပြစ်လိုက်တာပါပဲဒီအခြေအနေတွေကိုပြောင်းပြန်လှန်လိုက်ပါမိတ်ဆွေရဲ့အချင်းကိုတန်ဖိုးအရှိဆုံးဖြစ်အောင်အသုံးချပါမိတ်ဆွေရဲ့အချင်းတွေကိုဘယ်အရာတွေမှာသုံးချင်လဲဆိုတာကိုစဉ်းရင်းလုပ်ပါအဲ့ဒီနောက်မှာအရေးကြီးတဲ့အရာတွေကိုဦးစားပေးလို့ဆောင်ပါတန်ဖိုးမရှိတဲ့အရာတွေကိုလုံးဝမလုပ်ပါနဲ့တော့ဒီလိုလှုပ်ချင်းအပြင်မိတ်ဆွေရဲ့အချင်းကိုတန်ဖိုးကြီးတဲ့အရာတစ်ခုအဖြစ်ဖန်တီးလိုက်တာဖြစ်ပါတယ်ဥပမာအပြင်နေ့တိုင်း ညနေ9:00နာရီကနေ10:00နာရီအထိမိတ်ဆွေစိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကိုလေ့လာဖို့အတွက်အချိန်သတ်မှတ်ပါအဲ့ဒီအချိန်တွင်းမှာမိတ်ဆွေရဲ့ဖုန်းကိုပိတ်ထားပါဒီလိုလှုပ်ခြင်းအပြင်မိတ်ဆွေအတွက်အဖိုးတန်တဲ့အသိပညာတွေတိုးပွားလာပါလိမ့်မယ်နှစ်မိတ်ဆွေရဲ့ fashion နဲ့ skill ကိုပေါင်းစပ်ပါလူများစုကပတ်စံရှာဖို့ဆိုတာ fashion ကိုလိုက်တာမဟုတ်ဘူးရှိတဲ့အလုပ်ကိုလုပ်ရတာလို့ထင်နေကြပါတယ်ဒါဟာအလွန်မှယွင်းတဲ့အတွေ့အကြုံပါတကယ်လက်တွေ့မှာ သင်ဖြောရှင်စွာလုံနိုင်တဲ့အရာကနေမှအဆန်ရှာနိုင်ပါတယ်။မိတ်ဆွေစိတ်ပါဝင်တဲ့အရာနဲ့မိတ်ဆွေမှရှိတဲ့ကြွမ်းကျင်မှုတွေကိုပေါင်းစပ်လိုက်ပါ။မိတ်ဆွေဘာကိုစိတ်ဝင်စားလဲ။ဥပမာစာရေးတာ၊ဒီဇိုင်းဆွဲတာ၊ဓာတ်ပုံရိုက်တာ၊စာရင်းခိုင်တာ။မိတ်ဆွေဘာကိုကြွမ်းကျင်လဲ။ဥပမာကွန်ပျူတာကြွမ်းကျင်မှု၊လူမှုဆက်ဆံရေး၊ပြဿနာဖြေရှင်းနိုင်စွာဒီမိကုန်းနှစ်ခုကိုဖြေဆိုပြီးတဲ့နောက်မှာဒီနှစ်ခုကိုပေါင်းစပ်ပြီးဘယ်လိုဝင်ငွေရှာနိုင်မလဲဆိုတာစဉ်းစားပါ။ ဥပမာမိတ်ဆွေကဓာတ်ပုံရိုက်တာကိုစိတ်ဝင်စားပြီးလူမှုဆက်ဆံရေးမှာကျွမ်းကျင်တဲ့ဆိုရင်လူတွေရဲ့အမှတ်တရနေရက်တွေအတွက်ဓာတ်ပုံဆရာအဖြစ်လုပ်ငန်းစတင်နိုင်ပါတယ်၃ကိုယ့်ရဲ့စီးပွားရေးတစ်ခုကိုစတင်ပါအခြားသူတဦးအတွက်အလုပ်လုပ်နေသည့်တည်၍မိတ်ဆွေချမ်းသာဖို့ဆိုတာခက်ခဲပါတယ်ဒါကြောင့်ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုစတင်ဖို့စဉ်းစားပါအစာပိုင်းမှာတည်တည်လေးကနေစတင်ပါ freelance အလုပ်တွေလုပ်ပါ မိတ်ဆွေကြမ်းကျင်မှုအပေါ်မူတည်ပြီး online မှာ freelance အလုပ်တွေရှာပါအစပိုင်းမှာဝင်ငွေနေပေမဲ့တင့်ရဲ့ကြမ်းကျင်မှုတွေတိုးတက်လာတာနဲ့အမျှဝင်ငွေလည်းတိုးလာပါလိမ့်မယ်ကိုပိုင်းထုတ်ကုန်တစ်ခုဖန်တီးပါမိတ်ဆွေကိုယ်တိုင်ရေးထားတဲ့ ebook မိတ်ဆွေကိုယ်တိုင်ဆွဲထားတဲ့ design ဒါမှမဟုတ်မိတ်ဆွေကိုယ်တိုင်လုပ်ထားတဲ့လက်မှုပစ္စည်းတစ်ခုကို online မှာရောင်းချနိုင်ပါတယ်လေပတ်စံကိုတည်အတွက်အလုတ်ခိုင်းပါပတ်စံကိုဘယ်လိုသုံးဆွဲရမလဲဆိုတဲ့အတွေ့ကမိတ်ဆွေကိုချမ်းသာစေနိုင်ပါတယ် ပဆန်ရှာယုံနဲ့မလုံလောက်ပါဘူးပဆန်ကိုဘလို့တိုးပေါအောင်လုပ်ရမလဲဆိုတာကိုလေ့လာပါယင်းနီမြုံနယ်မှာအင်ချမ်းကြီးရှယ်ယာဒါမှမဟုတ်စီးပွားရေးလုပ်ငန်းတစ်ခုခုမှာယင်းနီမြုံနယ်မှာအစာပိုင်းမှာငွေပမာဏနည်းနည်းနဲ့စတင်နိုင်ပါတယ်ငွေစုပါမိဆွေရရှိတဲ့ဝင်ငွေရဲ့အနည်းဆုံး10%ကိုင်းကိုအနာခတ်အတွက်စုဆောင်ပါဒါမှသာအရေးပေါ်အခြေအနေဒါမှမဟုတ်ယင်းနီမြုံနယ်ဖို့အတွက်ငွေချေးအင်အားရှိနေမှာပါအရင်နည်းကိုတတ်မှုရှိတဲ့အရာမှပြန်သုံးပါ မိတ်ဆွေအတွက်အပိုးဝင်ကိုရရှိစေမယ့်အရာတွေမှာပြန်လဲရင်းနှီးမြှုပ်နှံပါဥပမာမိတ်ဆွေရဲ့စီးပွားရေးအတွက်ကွန်ပျူတာအသစ်တစ်လုံးဝင်တာဒါမှမဟုတ်သင်တန်းတစ်ခုတက်ရောက်တာမျိုးပါငါအချက်50မှာလုံလာရမယ့်အစားအခုချက်ချင်းစတင်ပါဒီချက်တွေကလက်တွေ့ကြပါတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်ကမိတ်ဆွေရဲ့စိတ်နေစိတ်ထားပါပဲမိတ်ဆွေဒီစားကိုနားထောင်ပြီးတာနဲ့ဘာမှမလုပ်ပဲထိုင်နေမယ်ဆိုရင်မိတ်ဆွေရဲ့ဘဝဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ပါဘူး မိတ်ဆွေလှုပ်ခြင်းနဲ့အရာတွေကိုမလှုပ်ရပဲအသက်ကြီးလာမှကိုတကယ်တမ်းကြောက်တဲ့ဆိုရင်အခုပဲအဲ့ဒီကြောက်စိတ်ကိုခွန်အားအဖြစ်ပြောင်းလဲလိုက်ပါမိတ်ဆွေခုပဲဖုန်းကိုယူပြီးအချိန်ကုန်မဲ့ social media တွေကိုပိတ်လိုက်ပါအခုပဲစတင်နိုင်မဲ့အစည်းအဝေးတစ်ခုကိုစာရွက်ပေါ်မှာရေးဆွဲလိုက်ပါပမာဏနည်းနည်းနဲ့စတင်နိုင်တဲ့စီးပွားရေးတစ်ခုကိုစဉ်းစားပါမိတ်ဆွေကအခုမှစတင်ရတော့မယ်တောင်းသားတယောက်လိုပါပဲဒါပေမဲ့ဒီတစ်ခေါက်မှာတော့မိတ်ဆွေဘရောမှနောင်တရမှာမဟုတ်တဲ့ဘဝအလန်းချောင်းတစ်ခုကိုရွေးချယ်ရတော့မှာပါ မက်ဆီကိုတိုင်းရင်ဘဝကိုပြောင်းလဲဖို့အချိန်တန်ပါပြီအခုချက်ချင်းစတင်လိုက်ပါဂျီမန်ချက်တွေရဲ့စွမ်းအားအားလုံးဟာဘဝမှာအောင်မြင်ချင်းကြတာကြီးပါပဲဒါပေမဲ့လူများစုဟာကိုပါကိုတကယ်လူချင်းတာလဲဆိုတာတိတိကျကျမသိကြပါဘူးမက်ဆီလူချင်းတဲ့အရာကိုရှင်းရှင်းလင်းလင်းမသိရင်အဲ့ဒီအရာစီဘယ်တော့မှရောက်မှာမဟုတ်ပါဘူးကိုလူချင်းနဲ့ဂျီမန်ချက်ကိုရှင်းရှင်းလင်းလင်းသတ်မှတ်ထားတာဟာတင်မွန်တစင်းအတွက်ဥဒိယကိုသတ်မှတ်လိုက်တာနဲ့အတူတူပါပဲ ူတီယာမရှိရဲ့တင်မောဟာလေထဲမှာတဝဲလေလေနဲ့မျောနေတယ်လို့မျိုးကြီးမန်းချက်မရှိတဲ့ဘဝဟာလည်းဖြတ်တန်းယုံတတ်တတ်တာဖြစ်နေမှာပါဘလို့စားလို့မလဲကြီးမန်းချက်တွေတတ်မှတ်ပြီးဆိုရင်ဘလို့စားလို့ရမလဲဆိုတဲ့အစဉ်ကိုတွားရပါမယ်နီးလန်းကတော့ဒီနေ့လို့ရမယ့်အရေးကြီးဆုံးအရာကိုအရင်ဆုံးလုပ်ဆိုလာပါပဲမိတ်ဆွေလို့ရမယ့်အလုပ်တွေအများကြီးရှိနေရင်တောင်မှအဲ့ဒီထဲကမှအရေးကြီးဆုံးအကျိုးအသက်အကျိုးသက်ရောက်မှုအရှိဆုံးအလုပ်တစ်ခုကိုရွေးထုတ်ပြီးအဲ့ဒါကိုပဲအာရုံစိုက်လိုက်ပါ ဒီလိုလို့တာဟာတောင်တောင်ကိုတလန်းချင်းတက်သွားတယ်လို့မျိုးပါပဲပထမတလန်းနောက်တလန်းနဲ့ဒင်းငယ်တဲ့အောင်မြင်မှုလေးတွေစူးစောင်းမိလာတဲ့အခါဒင်းဟာကြီးမားတဲ့အောင်မြင်မှုကြီးတစ်ခုရဲ့အစပြိုးနေပြီဆိုတာသိလာပါလိမ့်မယ်အချိန်တွေကိုဘယ်လိုသုံးမလဲအချိန်ဟာကျမတို့ရဲ့အဖိုးတန်ဆိုရင်းနှီးမြုပ်နှံမှုပါပဲအချိန်ကိုစနစ်တကျမစီမံနိုင်ရင်ဘယ်အရာမှအောင်မြင်ဖို့မလွယ်ပါဘူးမိတ်ဆွေလိုရမယ့်အလုပ်တွေအားလုံးကိုစည်ရင်လို့ပါ ပြီးတော့ A B C D E ဆိုပြီးဦးစားပေးအဆင့်သတ်မှတ်ပါ A အရေးကြီးဆုံးနဲ့ချက်ချင်းလုပ်ရမယ်အလုပ် B အရေးကြီးပြီးမဖြစ်မနေလုပ်ရမယ်အလုပ် C လုပ်လို့ရရင်ကောင်းမယ်မလုပ်လဲဘာမှမဖြစ်တဲ့အလုပ် D ကိုယ်တိုင်မလုပ်ပဲတခြားသူကိုလွှဲလို့ရတဲ့အလုပ် E မလုပ်ပဲနေလို့ရတဲ့အလုပ်ဒီလိုခွဲလိုက်ခြင်းအပြင်အာယုံစိုက်တင်တဲ့အလုပ်တွေကိုပုံမှန်သိရှိလာပါလိမ့်မယ်။အချိန်ဆိုတာအားလုံးအတွက်24နာရီပဲရှိရမှာ ဘယ်သူကဘလောက်အကျိုးရှိအောင်သုံးနိုင်လဲဆိုတာကအရေးကြီးပါတယ်။စိတ်အားထက်သန်မှုထိမ့်သိမ့်ခြင်းဘယ်ရားပဲလှုပ်လှုပ်ဗန်းနိုင်စီရောက်ကိုခရီးလမ်းမှာပင်မန်းရနေတာစိတ်သက်သာတာတွေဖြစ်လာနိုင်ပါတယ်။ဒီလိုအချိန်မှာလမ်းညင်ချက်တွေကိုပြန်သတိရပါ။အောင်မြင်မှုကိုစိတ်ကူးကြည့်ပါ။မိတ်ဆွေအောင်မြင်နေတဲ့ပုံရိပ်ကို မျက်စိထဲမှာမြင်အောင်ပါ။အဲ့ဒီအခိုင်တက်နဲ့ခံစားချက်ကို ကိုယ်တိုင်ခံစားကြည့်ပါ။ဒါဟာမိတ်ဆွေပြန်လဲအားအိမ်ပြဖို့အတွက်အကောင်းဆုံးနည်းလမ်းပါပဲ။ အောင်မြင်သူတွေနဲ့ပေါင်းတင်ပါအပေါင်းတင်ဟာကိုယ့်ရဲ့စိတ်ကကိုအများကြီးရမှုပါတယ်အောင်မြင်တဲ့သူတွေစိတ်အားထက်သန်တဲ့သူတွေနဲ့ပေါင်းတင်ပါသူတို့စီကအပြုသဘောဆောင်တဲ့စိတ်ဓာတ်တွေကိုမေ့ဆွေရရှိလာမှာပါအမြဲတမ်းတည်ယူနေပါကိုလုံးနေတဲ့အရာနဲ့ပတ်သက်ပြီးအမြဲတမ်းလေ့လာနေပါစာအုပ်တွေဖတ်ပါသင်တန်းတွေတက်ပါမေ့ဆွေ ပို့တည်လေးပို့လုံနိုင်လေးဖြစ်လာပါလိမ့်မယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့အိမ်မက်တွေကို ပြန်လည်တွေ့တော့ပါပြီးတော့အဲ့ဒီအိမ်မက်တွေးစီလျှောက်လန်းဖို့ ဒီနေ့ဘာတွေစလုပ်ရမလဲဆိုတာစဉ်းစားပါတလန်းချင်းစီလမ်းကြည့်ပါနောက်ဆုံးမှာတော့မိတ်ဆွေရဲ့အိမ်မက်တွေ့စီရောက်ရှိသွားမှာပါ